ူနီဖောင်းနဲ့လည်းမဟုတ်ဘူးလောကဒီကောင်တွေကရုပ်ဝတ်နဲ့ဗျာဒီလားပြီးရင်ပါဇက်ကနေအဲ့လိုကြီးအော်လာတဲ့မိုးရတယ်မှာပေါ့နော်အလင်းဝင်ခြင်းလို့ပါခင်ဗျာအလင်းဝင်ခြင်းလို့ပါခင်ဗျာဆိုရင်အဲ့တလန်းလုံးအော်လာတဲ့တလန်းလုံးအော်လာလာပါအဲကျွန်တော်အခုတော့ကျွန်တော်နေရာလေးကိုကျွန်တော်ပြန်ရောက်ပြီပေါ့နော်အဲရှေ့ရက်ထဲမှာဒါကျွန်တော် အတက်ဖွဲ့လေးစီကိုပေါ့နော်ဒါတက်ဖွဲ့လေးစီကိုရောက်ခဲ့တယ်ရောက်ခဲ့တော့အတီးရတဲ့အတက်ဆရာအကြောင်းနေလဲဒါတော့ကြာရင်ပြောပြပေးမယ်ပေါ့နော်အဲလောလောလတ်တီးရတာကိုပဲအောင်စရာပေါ့အောင်စရာအောင်စရာကကောင်းနေဘလောက်ထိချင်းနေစိုးနေတယ်လဲဆိုရဲဟာကိုကျွန်တော်ရောက်နေစဉ်တော်တင်မှာကိုပဲတီးကြရတာလည်းအများကြီးရှိရပေါ့နော်အဲအဲ့ဒါကျွန်တော်တို့ဒါတတညပေါ့ဗျာအောင်စရာကောင်းနေဒါမိုးတွေရွာနေတော့ဒါကျွန်တော်တို့တွေလည်းပြောကြတာဟုတ်ညဘက်တွေကြာရင်မင်းတို့ကောင်းနေလမ်းမျိုးထောင်းမယ်လက်နက်ချမယ်လင်းဝင်မယ်ဆိုရင် ါမမြင်ရဘူးပေါ့နော်အလန်းအလန်းမျိုးထောင်းတာကိုမမြင်ရဘူးအဲ့တော့ကျပါဇက်ကပါအော်ဆိုပြီးတော့ပြောတာအဲ့ပုံစံတိုင်းကြီးတကယ်အဲ့လိုဝင်လာတာတွေ့ရတယ်ပေါ့နော်နှစ်ယောက်ဒါဝင်လာတယ်အဲဟိုကျောင်းဒီဒီဘက်ကတော်လိုင်းတပ် uniform နဲ့လည်းမဟုတ်ဘူးလောကဒီကောင်တွေကရုပ်ဝတ်နဲ့ဗျာဒီလားပြီးရင်ပါဇက်ကလည်းအဲ့လိုကြီးအော်လာတယ်မိုးရတယ်မှာပေါ့နော်အလင်းဝင်ခြင်းလို့ပါခင်ဗျ လင်းဝင်ခြင်းလို့ပါခင်ဗျာဆိုရင်အဲ့တလန်းလုံးអော်လာတလန်းလုံးអော်လာအဲ့တော့យွာသားလည်းမဟုတ်ဘူးအဲ့နဲ့ខော်မေးတဲ့ခါကျမှအောင်စရာနှကောင်ပြင့်နေပါဘောနော်កောင်းနေမစိုးနားထောင်နေပါဘောနော်ဒါဒါកောင်းနေလीနော်ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့အသက်အန္တရာယ်ကင်းရှင်းဖို့အတွက် အသက်အန္တရာယ်လုံခြုံဖို့အတွက်အဲ့လိုမျိုးអော်လာတာဒါရှက်စရာမဟုတ်ပါဘူးပြီးတော့တလန်းတက်ဖွဲ့တွေကနေကအဲ့လိုမျိုးပုံစံမျိုးဘယ်တော့မှဒါလွတ်လွတ်စပယ်မလုပ်ဘူးဘောနော်အခုတော့ဒါအဲအောင်ကြရဲ့အခြေအနေကအဲ့လိုအဆင့်ထိဖြစ်နေပြီပေါ့ဗျာအဲဒါလေးလည်းသိကြရတယ်ပေါ့နော်ပြီးတော့တခြားသိရတယ်လည်းရှိသေးတယ် ဒါအောင်စရာကောင်တွေကလင်းဝင်ချင်းလို့ပေါ့နော်သူတို့ကလူ၄ယောက်အဲတလိုင်းတပ်ဖွဲ့ဝင်က၂ယောက်ထမင်းသွားဖို့တဲ့အချိန်မှာဒါတနက်လည်းအစင်းသင်းမကင်သားရအောင်ပေါ့နော်အဲ့ကောင်တွေကလမ်းပေါ်တက်ချလာပြီးတော့လှမ်းអော်လာပေါ့နော်အဲ့နေပါဦးကျွန်တော်လင်းဝင်ချင်းလို့ပါအဲ့၄ယောက်လင်းဝင်တဲ့၄ယောက်ကတနက်ပါတယ်ကျွန်တော်တပ်ဖွဲ့ဝင်တွေကထမင်းသင်းကြီးသွားပို့မှာဆိုတော့အထုပ်တွေထည့်နေနေဗျာအဲ့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့အဲ့အဲ့တောက်ထိချင်းနေဆိုးနေတဲ့ဟာပေါ့နော်ပြီးတော့သူတို့မှာကွန်မန်ဒိုတွေပါတယ်ကွန်မန်ဒိုစစ်ကြောင်းဆိုတဲ့ပုံစံမျိုးဖွဲ့ထားရှိတယ်အဲ့ဖွဲ့တွေကအခုဘာဖြစ်နေလဲဆိုတော့ အဲအောက်ပိုင်းနေခြိပြီးတော့ဈေးကူနေဒီကောင်တွေအကြောင်းပြောရင်အဲကြတော့တော်တော်ကိုဒါတို့တွေမှာအဖြစ်ဆိုးနေတာပေါ့နော်အဲအဲ့နေရာလေးကနေပြီးတော့တို့ဒါရှစ်ဆက်တက်နိုင်မှုအတွက်ကိုတို့မှာခက်ခက်ခဲခဲအနေထားကိုရင်ဆိုင်နေရပြီပုံမှန်ဆိုရင်တော့ဒီကောင်တွေအဲကျုံသွားပြီးတော့တက်လာတဲ့ပုံစံပေါ့ဗျာအဲဘယ်နေရာကိုဘယ်လောက်ဘယ်နေရာအတွင်းမှာရောက်သွားမယ်ဆိုပြီးတော့လာတာပဲအခုတော့အဲ့လိုပုံစံမဖြစ်နေတော့ဘူးပေါ့နော် အဲနောက်တစ်ခါဒါ only ကဒါကျွန်တော်ပြောပြတဲ့ command node စစ်ကြောင်းပေါ့နော်ဒါ logo ဘက်က command node စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတယ်ဆိုတဲ့ဟာပေါ့နော်အဲအဲ့ထဲမှာဆိုရင်ဒါ password တွေလည်းအများကြီးပါလေဒါတွေ့လိုက်လိမ့်မယ်ပေါ့နော်စရင်းလေးနဲ့လည်းတက်လာတာရှိတာ哦အဲ့တော့အဲ့ထဲမှာရှိတဲ့ဒါချစ်ဦးမောင်နဲ့ကြော်စင်ထက်ဆိုတာအဲ့ဟိုအားထဲမှာပါသွားတယ်ပေါ့နော်တေးတဲ့ထဲမှာပါသွားတယ်ဒွန်လိုင်းတက်ဖွဲ့ပြီးပြင်းလိုက်တယ်အဲ့ဗာတိရလဲဆိုတော့သူတို့မှာမိမနဲ့မိမကိုဝင်နဲ့ပေါ့နော်ပြီးရင်ကလေးတွေလည်းရှိတယ်ဆိုပြီးတော့တိရတယ်ပေါ့နော်အဲ့လိုတိရတော့ကျတော့ဒါစိတ်တော်လည်းမကောင်းဘူးပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုတော့လေ လိုင်းတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ဖို့အတွက်ဘာဖြစ်လို့ဒီပါစာအဖြစ်နဲ့ဝင်သွားတာလဲတချို့လဲဝင်သွားတာဖြစ်ကောင်းဖြစ်မယ်တချို့ကြတော့လဲအဲ့လိုမဟုတ်ဘူးပေါ်တာဆွဲခံရတာအဲ့ကျကျွန်တော်တို့ကပေါ်တာအဆွဲမခံရခင်မှာအဲရှောင်ရှားကြဖို့အရန်အရေးကြီးတယ်မဟုတ်လားအဲချို့တွေကြတော့ငိတ်ငိတ်ငိတ်ညာကြတယ်ဗျာမိဘတွေအဆင်မပြေလို့ပြီးတော့ဒီမိဘတွေကအသက်ကြီးနေပြီကိုကပဲဒီမိဒီမိဘတွေကိုပြုစုမှရမယ်ဆိုတဲ့အနေထားမှာသူက ဖြစ်လာမှပဲရှောင်တော့မယ်ကွာအဲ့လိုပုံစံမျိုးတွေးကြရရှိတယ်အဲ့တော့ကြာအချိန်မမီလိုက်ပဲနဲ့ပါသွားတယ်ရှိအဲ့တော့ဒီနှစ်ယောက်ကဘလို့အချိန်မျိုးနဲ့ရောက်သွားလဲဆိုတော့မသိဘူးဒါပေမဲ့ကြံခဲ့တဲ့မိသားစုအတွက်စိတ်မကောင်းဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေမကြုံစေချင်လို့မဖြစ်စေချင်လို့ဆိုတော့ဤတက်ဖွဲ့တွေစီကိုပူပေါင်းပါပြီးတော့ကြတော့ဒါရောက်သွားပြီဆိုရင်ပါပူပေါင်းဖို့လုပ်ပေါ့နော်ဒါလက်နှချညံ့ခံလင်းဝင်ဖို့လုပ်အဲ့ဒါကအသက်ရှင်တန်ခွင့်ရမယ်အဲ့လိုမျိုးပဲဒါမရောက်ခင်အတော်တွင်းမှာဆိုလေလုံးဝအဆူဆောင်းမခံရအောင်လို့ရှောင်ကြစေချင်တယ် ဲ့ဒါကသာလင်ဒါအခုလိုမျိုးဒါအဆုံးသက်မလှတာမျိုးတွေမကြုံရမှာဖြစ်တယ်ပေါ့နော်ဒါမို့ဆိုလို့ကတော့အဆင်မပြေဘူးအခုဆိုရင်ဒါအပတ်စဉ်7ဒီကောင်လေးအပတ်စဉ်ပေါ့နော်အဲပါစာတွေအပတ်စဉ်7သင်တန်းဆင်းနေဆင်းပြရနဲ့တနိုင်ငံလုံးအနှံ့မှာရှိတဲ့နေရာဒေသအသီးသီးကစစ်စင်ရေးနေမြေတွေကိုအကုန်ပို့တာအကုန်ပို့တာသင်တန်းဆင်းပြီးပြီးချင်းပို့တာအဲပို့တဲ့ဒါပထမဆုံးသူတို့ပြောကြတာရှိရလေ ဲဒီကောင်လေးတင်တန်းခေါ်ရဲဆိုတာမင်းတို့ကဘာဖြစ်နေရလဲပေါ့နော်ငါတို့ကမင်းတို့မလို့ဘူးပေါ့နော်ငါတို့ကတိုက်ခိုက်ရေးတပ်ဖွဲ့တက်တက်ရှိတယ်မင်းတို့ကနောက်တန်းမှာပဲနေရမှာလို့အုပ်ချုပ်မှုကိစ္စပဲလုပ်ရမှာဒါမျိုးပုံစံမျိုးပဲပြောကြရရှိအခုအဲ့လိုဖြစ်နေသလားဆိုတာအားလုံးသိတယ်အဲ့လိုမဖြစ်ဘူးအခုလာအကောင်လုံးရှေ့တန်းပို့ပြီးတော့အသေးခံတိုက်ခိုင်းနေတာပေါ့နော်အဲ့ကြအခုဆိုရင်သူကဒီအိမ်နဲ့လည်းဆက်သွယ်ရပြတ်ကုန်တယ်တင်တန်းဆင်းတဲ့အချိန်မှာအိမ်နဲ့ဆက်သွယ်ရတယ်ပြီးရတယ်ဖုန်းနဲ့တိမ်ပြစ်တယ်နောက်တစ်ခုဘာလုပ်လဲဆိုတော့အဲ့လိုမျိုးဘယ်သွားရမယ်ဘယ်လာရမယ်ဆိုတဲ့ဟာကိုလုံးဝကြုံမပြောဘူးလုံးဝအတိမပေးဘူး ဲ့လိုမျိုးတွေကြိုပြောလိုက်တဲ့အခါကျရင်ဒါချိတ်ဆက်ပြီးတော့ထွက်ပြေးมาလေအဲခုနလိုပေါ့နော်အဲသူတို့ယုံထွက်มาလေဆိုးတဲ့အတွက်အဲအဲ့လိုမျိုးတွေပြောလိုက်တဲ့အခါကျရင်ဒါချိတ်ဆက်ပြီးတော့ထွက်ပြေးมาမျိုးတွေသူတို့ကြောက်တယ်ပေါ့နော်အဲကြောက်တော့ကြတော့အဲ့လိုမျိုးအတိမပေးဘူးကြိုပြီးတော့မပြောဘဲနဲ့ထွက်ရပြီဟေးဆိုတဲ့အခါကျမှပဲအဲ့နေရာကိုကောက်ခေါ်သွားမျိုးတွေလောက်တာပေါ့နော်အဲကြတော့မိဘတွေကလည်းအဲမိသားစုတွေကလည်းတဲ့နေဆင်းတဲ့ခဏလောက်ပဲဖုန်းပြောလိုက်ရတယ်အဲ့ဒါပြီးရတယ်လုံးဝအဆက်အသွယ်ပြတ်သွားတယ်။နောက်ချို့ဆိုရင်ဒါအ အဲတည်ွားပြီဆိုတဲ့အချိန်မှာတော့မှပဲချက်ချင်းလက်ငယ်မတိရအောင်လတော်တော်ကြာမှပြန်တိရရရှိဟောအဲ့တော့ကြောက်လေမိဘကြီးတို့ကအဆင်မပြေပြန်ဘူးအဲ့တော့အဲ့လိုမျိုးအဖြစ်တွေကျွန်တော်တို့ကမကြုံစီခြင်းလို့အခုလိုပြောတာဖြစ်တယ်ဗောနော်နောက်တစ်ခါတော့ဒါ MNDA ကဒါမိုင်းရဲလာတဲ့စကားစားရင်းနှံကိုစစ်ဆေးတာပေါ့နော်အဲ့စီရင်းနှံက6စီးလောက်ပါတယ်ဒီမိုးကတွေမိုးကတွေနဲ့အုပ်ထားတယ်ပေါ့နော်အထက်မှာဝိတ်ပါတယ်ပေါ့နော်အဲအဲ့ဥစ္စာကိုသူကမိုးကတွေကိုပါဖွင့်ပြီးတော့စစ်တယ် အဲ MND ရစစ်တာနော်ဘယ်သူစစ်တာလဲဆိုစစ်ကောင်စီကိုစစ်တာနော်အဲအဲ့လိုပြောอ่ะအဲပြီးရင်သူကမိုးကဖွင့်ပြီးစစ်တာအားများလို့ကားပေါ်တွေမှာတက်စစ်တာအချိန်ကတော်တော်ကိုကြာတယ်ဆိုပြီးတော့သိရတယ်အဲကား၆စီကိုစစ်တာပေါ့နော်အဲ့တော့ဒီကောင်နေတကယ်အရှက်ခွဲတာပေါ့ဗျာရှက်ခွဲတာပေါ့ဒါက သူတို့တွေဘလောက်ပဲကြွေးကြော်ကြွေးကြော်ပေါ့နော်အဲသူတို့ဘက်ကဘုံမာတွေကပြောကြတယ် MNDAA ကပေါ့နော်အခုလိုမျိုးဒါလာရှိုးကိုပေါ့နော်အဲဘုံကျက်တိုက်ခိုက်တာမခံမခံစားနိုင်တော့လို့တရုတ်ကိုသွားပြောပြီးတော့အပြစ်ခတ်ရခိုင်းတာပါဆိုပြီးတော့သူတို့ကလှက်ပဲပြီးပြောသွားတာရှိတကယ်တကယ်မြေပြင်မှာအဲ့လိုဖြစ်သလားဆိုတော့ကြာတွေးကြည့်လိုက်တော့စစ်ကောင်စီကကားချောက်စီးလာတယ်တကယ်သာသူတို့ပြောတဲ့အတိုင်းဆိုဟိုကျင်းတာဘယ်သူမှမပြောနဲ့ဝင်ချသွားမှာပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ MNDAA စစ်ဆေးတာကို လောကကြိတ်မိတ်ပြီးခံစားယူမှာပဲတွားရတဲ့အဆင်မျိုးဖြစ်သွားတယ်အဲ့တော့မြေပြင်မှာဒီကောင်တွေလှုပ်ရှင်တိုင်းလှုပ်လို့မရတဲ့နေရာတွေကများတဲ့များလာပြီပြီးတော့သူတို့ဘက်မှာဝါရဖြန့်ထားသလိုတကယ့်မြေပြင်အဖြစ်မှန်နေနဲ့ကွဲလွဲနေရတဲ့နေရာတွေလည်းအများကြီးပဲပေါ့နော်ဝါရဖြန့်ထားသလိုမဟုတ်နေတာတွေပေါ့ပြီးတော့သူတို့အဲ့ဘက်မှာအဆင်ပြေနေပါတယ်ဆိုပြီးတော့ပြောနေကြပါမယ်လေကျွန်တော်တို့တွေသိရှိရသမျှ အချက်လက်တွေရပါတော့ဘလို့မှသူတို့တွေအဆင်ပြေနိုင်ကြအကြောင်းမရှိဘူးအခုချိန်အထိဒီလာရှိုးရဲ့သူတို့မျိုးထဲမှာသူတို့တက်ဆွဲနေတယ်သူတို့ရဲ့အရင်တော့တက်စကန်းနေပါတော့အဲ့ဒီနေရာတွေကပြင်ဆင်ဖို့အတွက်တိဆောက်ဖို့အတွက်ဘာမှကိုခွင့်ပြုချက်မပေးရသေးတဲ့အနေထားဆိုပြောလဲသိရတယ်ဒါဟာလည်းသူတို့မြေပြင်မှာဘလောက်ထိဒုက္ခများနေရဆိုတဲ့အကြောင်းပြောပြတာပါတော့နောက်တစ်ခါတော့ဒါအနီးစကန်းလေစိတ်ပေါ့နော်ဒါပြုံးလေပေါ့နော်အဲ့ဒီနေရာမှာဒါစစ်ခွေးအင်အား၄၀၀လောက်နဲ့လုံရွေးယူတာတွေလုပ်တယ်ကင်မုံဝက်တာတွေလုပ်တယ် အဲပြီးရင်ဂျမားပါတဲ့ကားတွေပေါ့နော်အဲကားခုနှစ်စီးလောက်ရှိတယ်ပြောကြမှာမပါတဲ့ကားကတော့ဒါ10စီးလောက်ရှိတယ်ပေါ့နော်အဲ့ထက်မှာဆက်လက်တက်ထားတဲ့ကားတွေလည်းတွေ့တယ်ဆိုပြီးတော့သိရတယ်ပြီးတော့အဲ့နေရာမှာပေါ့နော်မင်းအောင်လိုင်းလင်ရင်မအပတခြားလင်ရင်တွေမစင်းရဘူးဆိုတော့တင်ဂီတာမျိုးပြထားပြီးတော့သတိဖိတာတဲ့ဟာကြီးလည်းရှိသလိုပြီးအိုင်နာဝင်းကျင်မှာရှိတဲ့ပေါ့နော်ဒါလမ်းဘေးဈေးဆိုင်တွေပေါ့နော်ဈေးဆိုင်တွေကိုလည်းဆိုင်တွေပိတ်ခိုင်းတယ်ပြီးတော့ဒီဆိုင်ရှိရဆိုင်ပုတ်တွေပေါ့နော်ဆိုင်ပုတ်တွေဒီနေ့ဗာရပြီညာရပြီဒါမျိုးပုံစံမျိုးလုပ်တဲ့ဆိုင်ပုတ်တွေကိုလည်း ်လုံးဝအဲဆိုင်ထဲမှာထည့်ခိုင်းတာလေပေါ့နော်အပြင်မှာမထားဘဲနဲ့အဲဒီကတော့မင်းအွန်လိုင်းအိမ်လမ်းကြောင်းမှာမင်းအွန်လိုင်းလာတာပေါ့မင်းအွန်လိုင်းလာတယ်လာပြီးတော့သူလာတဲ့အချိန်မှာအခြားလူတွေမသိရှိစေဖို့အတွက်ကိုသူကအခုလိုမျိုးတွေစီစီနေအပြီးတော့လုံကျွေးအင်အားတွေဆိုလဲအဲ့လေငွေပတ်ချာလေမှာကိုပဲအင်အား400လောက်ထားတယ်ပေါ့နော်အပြီးတော့ဒါသူတို့လာတဲ့အားလဲဒါပြင်ဦးလေးရနေပြီးတော့မန်လေးဘက်ကိုဒါလက်နက်ခဲရန်အပြည့်စုံနဲ့ဒါ focus 5စီးဆင်းလာတာမျိုးလည်းရှိတယ်အဲ့ဥစ္စာကြတော့လမ်းလုံကျွေးယူရတယ်ပေါ့နော်ခက်မန်းဆိုရင်ဒါ အစီး20ပေါ့နော်အစီး20ဆိုတော့အင်အား100လောက်ရှိမယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူကအဲ့လမ်းကြောင်းမှာလုံခြုံရေးယူတယ်ပြီးရင်ခုနလိုဆင်းမဲ့နေရာမှာလည်းလုံခြုံရေးယူတယ်အဲပြီးတော့လည်းဒါသူသွားမဲ့လမ်းကြောင်းတစ်လျှောက်မှာလည်းဘယ်သူမှမမြင်မသိအောင်လို့ခုနလိုစိုက်နေပိတ်ခိုင်းတာမျိုးတွေလုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပဲသူကကားအစီးရင်30လောက်နဲ့ပေါ့နော်လေးရင်နဲ့ဆင်းပြီးတော့ကားအစီးရင်30လောက်နဲ့ပြုံးလေဘက်ကိုထွက်သွားတယ်အဲ့ထဲမှာမင်းအောင်လိုက်ပါတယ်ဒါ DC တွေ AC ကားတွေနဲ့ပေါ့နော်အဲ AC ကားတွေဆိုပြီးတော့တည်ရတော့လဲရည်ချင်တာပေါ့ဟိုဒီကောင်တွေက ဒီသူတို့ကပဲအာနာသိမ်းထားတယ်သိမ်းထားပြီးတော့သူတို့ထုတ်ထားတယ်သူတို့ကားတွေကိုတော့မှသူတို့မစီးရဲပဲနဲ့အိမ်စီးကားတွေနဲ့သွားရတဲ့အဆင်မျိုးပြီးတော့ကျသူတို့အာနာသိမ်းထားပြီးတော့ဗောနော်အဲသူတို့သွားမဲ့လမ်းကြောင်းတွေမှာလုံခြုံရေးအပြည့်ယူရတာမျိုးအဲဒါမျိုးလေဒါကျွန်တော်တို့ဒါဒီကောင်းကိုကြည့်ပြီးတော့ရည်ကျင်တာဗောဗျာရည်ကျင်တော့ပြီးတော့ကျွန်တော်ပြောချင်တာဒီသူတို့ရဲ့အောက်ကရဲဘော်တွေပေါ့နော်ရဲဘော်တွေစစ်သားမိသားစုတွေအောက်ခြေအဆင့်တွေပေါ့နော်မင်းတို့ကိုခေါင်းဆောင်နေတဲ့ကောင်တွေမင်းတို့ကို ခေါင်းဆောင်ပါလေဆိုရင်မင်းတို့မဟုတ်တန်းတရားတွေလောက်ခိုင်းနေတယ်မင်းအောင်လိုက်ပေါ့နော်အဲ့လိုကောင်းယူရကြတော့ခုနလိုအစင်းစင်သောအချံရံအနေနဲ့ပြီးရင်အစင်းစင်သောလုံချိုရေးတွေနဲ့ပေါ့နော်ဂျမ်ပါဆိုလဲတစည်းတော့မဟုတ်ဘူး၄၅၆စည်း၇စည်းပြီးရင်ဆက်လက်တွေပါတင်ထားလိုက်သေးရဲ့ပြီးတော့လာတော့လေရင်နဲ့ဒါမြေမြေပြန်လာတာမဟုတ်ဘူးဟိုကားနဲ့လာတာမဟုတ်ဘူးအပေါ်ကနေလာတယ်အဲ့လိုမျိုးလာတဲ့ဟာကိုအောက်ကနေပြီးတော့ပြားနေအောင်လို့မင်းတို့ဒါလုံချိုရေးရာယူခိုင်းထားသေးတယ်ပေါ့နော်အဲ့တော့အဲ့လိုកောင်မျိုးအတွက်ပေါ့နော်သူ့မှာကြတော့တေမှာကြောက်လိုက်တာသူ့အတွက်ကြတော့လုံရွေးကိုစိုးရင်တက်လိုက်တာ အောက်မှာရှိတဲ့မင်းတို့ရဲ့စစ်သားတွေမင်းတို့ရဲ့စစ်သားမိသားစုတွေအတွက်ကြတော့တစ်စက်မှပြန်မကြည့်ဘူးကွာအခုဆိုရင်ဒါအပြင်မှာဒုက္ခဒုက္ခရောက်နေတဲ့ဒါလုံးဝယောက်ျားရှေ့တန်းမှာတည်သွားပြီဘာခံစားခွင့်မှမရဘဲနဲ့ဒုက္ခဒုက္ခရောက်နေတဲ့စစ်သားကျန်ရင်သူစစ်သားမိသားစုတွေအများကြီးရှိတယ်ကွာမဲဖောက်မခံရတဲ့သူတွေအများကြီးရှိတယ်ကွာအဲအဲ့လိုမျိုးအဲ့လိုမျိုးပုံစံမျိုးနဲ့မင်းတို့ကိုတတ်မှတ်ထားတာကွာမင်းတို့ကိုအဲ့လိုမျိုးခွဲခြားထားတာကွာအဲ့တော့ကြအဲ့လိုလူမျိုးအတွက်ကိုမင်းတို့ကဘာဖြစ်လို့အသက်ပေးနေတာလဲမင်းတို့နည်းနည်းစဉ်းစားပါတော့မင်းတို့ရဲ့ရထားတဲ့ရပိုင်ခွင့်တွေက တန်ရောတန်ရဲ့လားမင်းတို့ပေးထားရတဲ့အသက်တွေနဲ့မင်းတို့ဆွန့်လွတ်ထားရတဲ့မိသားစုဘဝတွေနဲ့တန်ရောတန်ရဲ့လားဆိုတဲ့ဟာကိုမင်းတို့တေချာပြန်ပြီးတော့စဉ်းစားစေချင်တယ်ပေါ့နော်အာနာရှင်ဆိုတာကတော့ခုနလိုပဲဘသူတည်တည်ငတိမိုင်းပြီးတော့ဆိုတဲ့ပုံစံမျိုးတောက်လျှောက်လုံနေမှာပဲပေါ့နော်နောက်တစ်ခုကတော့ဂျွန်လွင်နဲ့ခိုင်နေဝင်နေဖြစ်တဲ့ကိစ္စပေါ့နော်အဲ့ဒါလည်းစားရတယ်ဗျာဒါဂျွန်လွင်ဖန်နေဆိုတဲ့ဟာကသူကအကြောင်းပြချက်ပြလိုက်တာက ချမ်းချမ်းရဲ့ပစ္စည်းတွေကိုဝယ်ယူလို့ဆိုပြီးတော့အကြောင်းပြချက်ပေးပြီးတော့ဖမ်းသွားတယ်အမှန်တကယ်ဖြစ်တဲ့ပြဿနာအားလုံးသိထားတဲ့အချိန်မှာဂျွန်လင်ကခိုင်နှင်းဝင်မဟုတ်တန်တရားလှုပ်တဲ့ဟာကိုပြောတယ်ဗောနော်ဒီပတ်စံငွေလွှဲမှားတဲ့ကိစ္စနဲ့ကျွန်တော်တို့ကိုယ်တိုင်ကိုဟာဘာဖြစ်လို့အဲ့လောက်ကြီးတိဗောနော်ဟိုမရှင်းပေးပဲနဲ့ဗောနော်အထောက်ထားရည်လဲခိုင်လုံးနဲ့တက်တည်လဲရှိရသားနဲ့ဒီဥစ္စာကိုရှင်းနေတဲ့ဟာကိုဘာဖြစ်လို့များဒါလက်မခံရတာလဲဆိုတဲ့ဟာမျိုးဒါကျွန်တော်တွေးတွေးမိတာပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေးမိတဲ့ဟာကိုပြောတဲ့သူတွေထဲမှာဒါဂျွန်လင်လည်းပါတာပေါ့အဲ့တော့ကြာ तू က ဘာဖြစ်ချင်လဲတော့မသိဘူးပေါ့နော်လွယ်လွယ်လေးကိုရှုပ်အောင်လုပ်နေတာအကျွန်တော်တွေးမိသလိုပဲငါသာဆိုချက်ချင်းဖုံးခေါ်ပြီးတော့ချက်ချင်းတွေးပြီးတော့ရှင်းပေးလိုက်ပါတယ်တခုတော့မှားနေပြီဆိုပြီးတော့ဒါမျိုးပြောထားရလည်းရှိတယ်ပြီးတော့တိတဲ့သူတွေလည်းဖြေပေးလိုက်တော့ပေါ့နော်အဲသူတို့ဘလို့အကြောင်းမလို့ဒီလိုတွေဖြစ်နေတာလဲတော့ဒါမပြောတတ်ဘူးပါ냐ဆိုသူများဟာတွေသူ share ပြီးတော့သူများဒီခံနေဝင်ပြောထားတဲ့ဟာတွေ share ပြီးတော့သူပြောထားရလည်းရှိတယ်အဲတော့ကျတော့အဲ့လိုဟာမျိုးကိုသွားပြောလိုက်လို့အခုဆိုရင်တော့ဒါကျွန်လေးကထိမ့်သိမ့်ခံရတဲ့အနေအထားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာမှမဆိုင်နဲ့ချမ်းချမ်းအဲပြောချင်တာစစ်ကောင်စီကအဲ့လိုရုံမာတာ သူတို့တွေလူတယောက်ကိုတခုခုဒုက္ခရောက်အောင်လှုပ်ချင်ပြီးဖမ်းခြင်းနဲ့အပြစ်ပေးခြင်းနဲ့ရေးယူခြင်းနဲ့ထောင်ချခြင်းနဲ့ဆိုရင်အဲ့လိုမျိုးပောက်တက်ကြခေါင်းစဉ်နေနဲ့အဲသွေးထိုးတာမျိုးတွေရန်တိုက်တာမျိုးတွေအမှုစင်တာမျိုးတွေလှုပ်ပြီးတော့ဖမ်းနေတာကသူတို့ရဲ့ထုံးစံပဲသူတို့ရဲ့အမှုအကျင့်ပဲပေါ့နော်သူတို့လှုပ်ပေးခြင်းနဲ့ကောင်ကြရင်ဘလောက်ပဲပြစ်မှုကြီးကြီးလှုပ်ပေးတာမျိုးတွေရှိတယ်။စာက27ဘုံပေါ်မှာနာဝင်ထမ်းဆောင်ခဲ့မှုတဲ့ဘုံမှုဥက္ကစန်းဆိုတာပေါ့နော်။လုံးဝပတ်စံနေဆိုရင်လုံးဝထားစရာမကြီးတင့်မောက်ကိုကိစ္စရည်နဲ့ပတ်စံရတာပေါ့နော်။ ဲ့လိုရပြီးတော့ပတ်စံနေနင်းကန်ပတ်စံနေထန်းစရာဖြစ်လာအာဘန်နေဘန်နေဘန်နေမှာဆိုတိန်းကိုတောင်းနေချင်ပြီးအဲ့လိုမျိုးအဲ့တဲ့ကောင်ပေါ့နော်အဲ့လိုကောင်မျိုးအဲ့ကောင်မျိုးကလည်းသူကဒီခုနလိုတိုင်းမှုအတွက်ဆိုပြီးတော့လှုပ်ပြီးတော့သူကတိုင်းမှုကနည်းနည်းသူကများများပေါ့နော်ဘုံကျောင်းညီညီဆွေတို့လက်ထပ်မှာပေါ့နော်အဲ့အဲ့လိုပုံစံမျိုးနဲ့လှုပ်သွားတာပေါ့လှုပ်သွားတော့အဲ့လိုကောင်မျိုးကိုဒါကျောင်းတွေ ဒီတက်မှာပေါ့နော်အဲကျွန်တော်အဲ့အဲ့တက်ကိုရောက်တဲ့ချိန်မှာကျွန်တော်အဲ့ဒါရေးထောက်မှာနေရတဲ့ချိန်မှာကြီးနိုင်ဝင်လာတယ်အဲ့ဘဘူးအုတ်ကဆန်းဟိုးတဲ့ဒါမသိမချင်းကျိုးဆက်ချပြီးတော့တက်ခိုင်းနေပေါ့နော်အဲ့လိုမျိုးပုံစံဟာဒါကြီးကငါတို့မမြင်ဘူးမကြဘူးပေါ့နော်အဲ့လိုပုံစံမျိုးထင်တဲ့ချိန်မှာအဲ့ကရုံးကြီးအဆပြောတယ်ဘူးကြီးကလည်းတဲ့ဘယ်တော့တက်တာမြင်ဘူးလို့လဲပေါ့နော်ပြီးတော့ဒါသူတို့တွေကပတ်စံအရန်ရှိသွားပြီပတ်စံအရန်ချမ်းသာသွားပြီပေါ့နော်အဲ့ဟာအတွက်နဲ့ तू ကအေးအေးဆေးဆေးပဲနေရတော့မှာဆိုပြီးပြောတာပေါ့ဟာတကယ်လည်းဟုတ်တယ်လေဗျာ ဲ့ဘမောမှာရှိတဲ့ဒီအချင်းထောင်ထဲမှာသူ့ကိုထားတာတော့မှပဲကောင်းကောင်းမွန်မွန်နဲ့ထားရတယ်ပြီးတော့တစ်ခါလေကျရင်အပြင်မှာထွက်ပြီးတော့ဒါသွားလာလှုပ်ရှားနေတာမျိုးတွေတောင်ရှိတယ်တွေ့တယ်အဲအခုဆိုရင်ဒါလွတ်တောင်လွတ်နေပြီဆိုပြီးတော့ပြောကြရတယ်လည်းရှိအော်ကြတော့အန်အုံးစရာကြီးပေါ့နော်အဲသူတို့အတွက်တကယ်သူတို့ကိုတခုခုလှုပ်ပေးနိုင်တဲ့កောင်မျိုးသူတို့လိုချင်တာပေးနိုင်တဲ့កောင်မျိုးဆိုရင်ဘလောက်ကြီးလေးတဲ့ပြစ်မှုပဲလှုပ်ထားလှုပ်တာလှုပ်ပေးတတ်တာရှိသလိုအဲသူတို့ကိုတခုခုထိခိုက်အောင်နစ်နာအောင်သူတို့ ਨੇ ပတ်သက်တဲ့သူတွေကို ထိခိုက်နစ်နာအောင်ပြောဆိုတာမျိုးပဲဖြစ်ဖြစ်ထိခိုက်အောင်လှုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဘာမှမဟုတ်တဲ့အမှုတွေကိုဆင်ပြီးတော့အခုလိုမျိုးညီသားစုဘွားပြက်အောင်လှုပ်တဲ့တယ်ဆိုတဲ့ဟာကိုလည်းဒါကျွန်တော်ကြုံခဲ့ရသမျှဟာနဲ့ပတ်သက်ပြီးတော့ပြောပြချင်တယ်ပေါ့နော်အဲကြအခုဆိုရင်ပဲကြည့်ဒါတမတ်သုံးသုံးတမမှုနဲ့သူ့ရဲ့မိသားစုကိုဖမ်းပြီးတော့ဒါစစ်ဆေးနေပြီဆိုရသိရတယ်။မှန်ပါတယ်ဒါခွေးချင်းကြိုက်တဲ့ပြဿနာဖမ်းပါတော့။အခုဆိုလဲအဲ့တမမှုကသူကဒီ အဲဖက်ကတ်မှာဗောနော် KI နဲ့ GPD တွေဒါ PDF တွေဗောနော်ဒီတက်ဖွဲ့တွေကိုမနိုင်လို့ဆစ်ရှုံးလို့ဗောနော်အဲ့ဟာတွေလက်ပါသလိုလက်စားလို့တို့ဘာလို့ညာတို့အကုန်လုံးခေါင်းစဉ်တက်ပြီးတော့ဖမ်းတာဗောနော် အဲ့တော့အဲ့ဥစ္စာတွေကတို့ရက်ွက်ဘက်မှာရှိပြီးသားဟာတွေကြီးပဲစစ်ရှုံးတာလည်းတို့ရက်ွက်မှာအကုန်ရှိတယ်လေအကုန်လုံးစစ်ရှုံးတဲ့ကောင်တွေကြီးပဲအခုတော်လိုင်းဖြစ်လာပြီဆိုတဲ့အချိန်မှာဒီကောင်တွေမရှုံးဘူးတဲ့စစ်ကိုမရှိတာအဲ့ကြဘယ်ကောင်မဆိုစစ်ရှုံးဘူးတယ်အပြင်ခုနလိုလက်စားတဲ့ကိစ္စပေါ့နော်ငွေကြေးလွှဲသုံးစားလုပ်တဲ့ဘာညာဆိုတဲ့ဟာကလည်းအဲ့ကောင်တွေအရာရှိဖြစ်ပါပြီဆိုရင်လုပ်တဲ့ကောင်တွေကြီးပဲလုပ်ပိုက်ခွင့်လေးနည်းနည်းရသွားပြီဆိုရင်တန်မှုလောက်ကနေစဒူးတန်မှုလောက်ကနေစပြီးတော့အဲ့မှာအကုန်လုံးလုပ်တော့တာပေါ့နော်ချိုးကောင်တွေဘိုးကြီးအဆင့်လောက်နဲ့ဘိုးအဆင့်လောက်နဲ့ပါစပြီးတော့လုပ်နေတဲ့ကောင်တွေအများကြီးရှိအောင် အဲ့ကြအဲ့လိုမျိုးလက်စားရဲဆိုတဲ့ဟာကြီးကိုခေါင်းစဉ်တက်ပြီးတော့ဖမ်းခံရတယ်ဆိုတဲ့ကသူတို့ဘက်မှာအခြေအနေတွေတော်တော်ဒင်းမာနေပြီပြီးတော့အချင်းချင်းကြားထဲမှာစိတ်ဝမ်းကွဲတာတွေဖြစ်နေပြီပြီးတော့အကြီးပိုင်းနေမှာအစအဲ့ဒီခုနလိုပေါ့နော်စိတ်ဝမ်းကွဲတဲ့ဟာတွေအဲ့လိုဖြစ်ရက်တွေတယောက်တယောက်မကြည်နက်မှုတွေဒါတွေကအကြီးပိုင်းနေအထိပါရောက်နေပြီလို့ဒါကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့ဘာဖြစ်ကျွန်တော်တို့ကဂျင်းနဲ့တယ်နောက်ကောင်လာလဲနောက်ကောင်အဲ့လိုပဲဖြစ်မှာပဲကြိုက်တဲ့လောက်မင်းတို့လူတွေလဲကြိုက်တဲ့လောက်မင်းတို့လူတွေချင်းဒီတော်လိုင်းမှာပါဝင်နေတဲ့တော်လိုင်းတက်ဖွဲ့နေတဲ့တော်လိုင်းပြည်သူတွေကိုတော့ နိုင်စရာအကြောင်းကိုမရှိတော့ဘူးလို့ဒါကြောင့်ဒီနေ့ကနေပြောချင်တာပါနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သတင်းကောင်းတွေအများတန်းရှိတယ်သတင်းတွေထူးခြားတယ်လည်းအများတန်းရှိသလိုကျွန်တော်တို့လည်းစုံစမ်းသိရှိရသမျှဟာတွေအကုန်လုံးကိုအခုလိုပဲတင်ဆက်ပေးပါဦးမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်